အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ် AB လ25ရက်တောက်ကြနေ့ညနေခင်းစီးရီးသတင်းတုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် AR တိုင်းမြောက်ဆန်းမြောက်တိုင်းထဲမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့စစ်ဗျူဟာမှုကိုဆေးလွတ်ထားပြီးအင်အား300နီးပါးနဲ့ခံစစ်ဆင်နေတာဖြစ်ပါတယ်မြို့ပကျမော်သားတွေရဲ့ရိုးသားပွင့်လင်းတဲ့စိတ်နဲ့သဘောထားကိုအခွင့်အောင်းယူပြီးသတင်းနှိုက်နေတာဖြစ်ပါတယ် ။သတင်းစစ်စစ်မှုအကောင်းဆုံးနေရာဖြစ်ဘဂဝါဖုန်ကြီးကျောင်းတွေခြံကစစ်ကောင်စီရာရယူနေတာဖြစ်ပါတယ်။ဂရုစိုက်စင်ကျင်နိုင်ရပါသေး။မနေ့ကပြောခဲ့တဲ့ရေကြီးသားဆိုတာစစ်တိုင်းမှုမဟုတ်ပါဘူး။တရားဝင်တိုင်းဝင်ကြီးချုပ်တင်မာဝင်းဖြစ်ပါတယ်။ဇခါယုံမတောင်ကျင်နဲ့ချိဆက်နေတဲ့လေးမျက်နာရေကြီးတာပေါင်းကျန်ခင်းအင်ကပူညံအောင်ငပူရောမြို့နယ်တွေဟာထင်းတက်ဝါမိသက်ကုံတွေလည်းရှိနေတာမို့မှောင်ကိုကုံတွေစီကနေကြီးတော့လဲ ချစ်ကောင်စီအားပူပေါင်းဖွဲ့တွေရဲ့လှုပ်ရှားမှုတည်င်းကိုကြိုတင်ရရှိနေတာဖြစ်ပါတယ်။ဖားကန်ကိုတက်သွားတဲ့စစ်ကြောင်းဟာမူဝင်ရေကာတာမှာ PIA လွတ်မြောက်ရေးတပ်မတော်နဲ့ပူပေါင်းဖွဲ့တွေကြားဖြတ်တိုက်ခိုက်မှုခံရပြီးစစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားတာကစင်ကလျာဆုတ်ခွာသွားရပါတယ်။လက်နက်ခဲယမ်းတွေလည်းတိတ်ဆိတ်ရမိတယ်လို့သိရပြီးဂျမန်နဲ့ညကဖြစ်စဉ်ဖြစ်ပါတယ်။ပုံမှန်အဖြစ်ဆိုရင်ကာမိုင်းမှာနီးပြူဟာတစ်ခုအထိုင်ချထားလေးရှိပါတယ်။၂၀၁၂ခုနှစ်ဝင်းကျင်တော့ကဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ် ဖားကန်ကနေကျွန်တော်တို့တက်ရင်ရဲ့အစစ်ကြောင်းတစ်ကြောင်းကာမိုင်းကိုပြန်လာခဲ့ကြပါတယ်။ဖားကန်နယ်မြေထဲမှာရင်းစည်းချီတက်ခြင်းမလုပ်ဖို့တားမြစ်ထားတဲ့စီအမိန်အသက်ဝင်နေခြင်းဖြစ်ပါတယ်။ဒါ့ပေမဲ့အစစ်ကြောင်းမှုလုပ်သူဟာဒူးဒံရရထားတော့လမ်းကြာကြီးရှောက်နိုင်ဖို့မရပါဘူး။ဒံရရတာကလည်းမခွေးခြေဆိုင်အမှတ်88ချင်းညာတက်မှတ်ဌာနချုပ်မှာစီဦးစီမှုတက်တရတန်းလုပ်နေစဉ်ဆိုင်ငယ်တိတ်မောက်လို့ဂုံညင်းရိုးထိထားတာဖြစ်ပါတယ်။ညီတယ်ရဲ့နှစ်စီးနဲ့ဘုံမှုတယောက်ဦးစီးတဲ့တစီးဘိုးကြီးတယောက်ဦးစီးတဲ့အဖွဲ့ကတစီးဖြစ်ပါတယ်။ ဘုံဘုံဦးစီးတဲ့ရင်ကရှေ့ကထွက်ပါတယ်45မိနစ်ခန့်မောင်းလာပြီးမှဘူကြီးဦးစီးတဲ့နောက်ပိတ်ကားကို RPG နဲ့ပြစ်ခတ်တိုက်ခိုက်တာမော်တော်ယာဉ်ဦးကောင်းတိုင်းကိုချီပြီးဘူကြီးရောရင်မောင်းမှာတခါတည်းမက်ဆီကိုက်ပါတယ်မီတာ300လောက်သာကွာဝေးတဲ့ရှေ့ကမော်တော်ယာဉ်လည်းရပ်တန့်ခဲ့ပြီမဲ့ပြန်လဲပြစ်ခတ်ခြင်းမရှိပါဘူးမော်တော်ယာဉ်တိမ်မောက်သွားတဲ့အတွက်နောက်ခိုင်းရင်မောပါတဲ့အဖွဲ့တွေလည်းထိခိုက်ဒဏ်ရာရကြပါတယ်စစ်တီချောက်ကတော့တနက်ကိုစီဆွဲပြီးရှေ့ကကားစီကိုတုတ်ချီတင်ကြပါတော့တယ် အဲ့ဒီအဖွဲ့လေးကားပေါ်လဲရောက်ဘုံမှုဥစည်းတဲ့ကားကားမိုင်းကိုတောက်ချောက်မောင်းပြပါတော့ဖြစ်စဉ်ကိုချုပ်ရရင်၄ယောက်၆လက် RPG အပါထားရရတာဖြစ်ပါတယ်။ဒါကြောင့်ဘူကြီးဥစည်းတဲ့ဘူကြီးဥစည်းတဲ့ကားကိုဥစည်းတိုက်ခတ်ရတယ်လဲဆိုတော့အနီဘဲကြီးဟာကြေးရွာတွေထဲမှာတနက်ပြစ်ဖောက်ချင်းချောက်လေးရှိသူဖြစ်လို့ဖြစ်ပါတယ်။ကချင်နယ်ပြည်ဟာအဝင်အထွက်အခုလိုမျိုးနှုတ်ဆက်လေးရှိပါတယ်။အဲ့ဒီအချိန်တုန်းကတယ်လီဖုန်းစင်ကတ်တွေမပေါ်များလာသေးပါဘူး။ ၄၅၀မီဂါဟတ်တွေသာနယ်မြေအနှံ့ဆက်သွယ်နိုင်တာဖြစ်ပြီး ZTE အမျိုးအစား